ားအားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုသူရဖြစ်မြဝေဆွေးနွေးပြခြင်းတာကတော့ Chevrolet Cadiva မှာဂျုံတွေ့ရတဲ့ liver နင်းမရတဲ့ပြစ်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုသူရဖြစ်မြဝေဆွေးနွေးပြခြင်းပါတယ်ဒီကားကတော့လွန်ခဲ့တဲ့တလကျော်လောက်ကလည်းဒီလိုပုံစံတူပြစ်ချက်မျိုးကိုဂျုံတွေ့ခဲ့မှုပါတယ်အဲ့ဒီတုန်းကဆိုလို့ရှိရင်လည်းအင်ဂျင်ချက်မီမလင်းဘူးစီတိုင်းကြီးစီတဝက်ထက်အောက်ကိုကျသွားပြီဆိုတာနဲ့ လီဘာပေးမနေတဲ့ပြဿနာမျိုးကိုကြုံတွေ့ရပါတယ်။ဒါဆိုအဲ့ဒီတုန်းကလည်းဝက်ရှော့ကိုရောက်ရှိလာတယ်။ရောက်ရှိလာပြီးတော့စစ်ဆေးတဲ့အခါမှာတိုင်ကြီးထဲမှာဆိုရင်ဒီဖြုတ်ကြည့်လိုက်တယ်ပေါ့နော်။ပန်နေဖစ်တာတွေကိုဖြုတ်ကြည့်လိုက်တယ်။ဒီတိုင်ကြီးချပြီးတော့မှပန်နေဖစ်တာတွေဖြုတ်ကြည့်လိုက်တဲ့အခါမှာပန်မှာဆိုရင်လည်းတန်ကြီးတွေလိုက်နေတယ်။ဖစ်တာမှာဆိုလို့ရှိရင်လည်းတဲတွေဆိုတာနဲတာမဟုတ်ဘူး။လုံးဝကိုအဲပြောမယ်ဆိုရင်ပိတ်နေတာပေါ့ဗျာအဲ့ဒါကြောင့်ပဲလီဘာနင်းမရတဲ့ပြဿနာမျိုးကိုကြုံတွေ့ခဲ့ရတာပါအဲ့ဒါနဲ့ပဲကျွန်တော်တို့ဒီလိုပုံစံမျိုး ုံစံတူပြစ်ချက်ဖြစ်တယ်နောက်တစ်ချက်ကချက်မီးကလည်းမလင်းဘူးများသောအားဖြင့်ဓာတ်စီကားတွေမှာ ချက်မီးမလင်းတဲ့ပြဿနာဆိုလို့ရှိရင်များသောအားဖြင့်စီလိုင်းကြောင့်ဖြစ်တတ်ပါတယ်အဲ့တော့စီလိုင်းကြောင့်ဖြစ်တဲ့ပြစ်ချက်တွေကတစ်ခါလေးမှဆိုရင်ချက်မီးပေးမလင်းတာမျိုးတွေဖြစ်တယ်ပြစ်ချက်ကုတ်တွေပေးမတတ်တာမျိုးတွေဖြစ်တယ်အဲ့တော့ဒီကားမှဆိုလို့ရှိရင်လည်းဒီလိုပုံစံမျိုးကပထမတစ်ခေါက်ကလည်းကြုံလို့ခဲ့ဘူးတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့အဲဒီအပိုင်းကိုပဲဦးစားပေးပြီးတော့စစ်ဆေးတယ်တိုင်ကြီးချတယ်တိုင်ကြီးချပြီးတော့မှ ပန်းနဲ့ဖစ်တာကိုစစ်တယ်ပန်းနဲ့ဖစ်တာကိုစစ်တဲ့အခါမှာတော်တော်လေးကိုချီနေစိုးနေတာကိုတွေ့ရတယ်ဂျီတွေကလည်းနေတာမဟုတ်ဘောတော့ပြန်ပြီးတော့ဂျီတွေပိတ်နေတယ်နောက်ဖစ်တာမှာဆိုရင်လည်းဂျီတွေအများကြီးပဲပန်းမှာဆိုလို့ရှိရင်လည်းအဲ့ဒီနောက်ဆက်တွဲပေါ့ဒီဂျီတွေကပန်းကိုဒုက္ခသွားပြီးတဲ့အတွက်အဲပန်ရဲ့ pressure ကျပြီးတော့ engine အဲဒီ liver ပေးမနေတဲ့ပြဿနာမျိုးတွေကြုံတွေ့ရတာတကယ်တမ်းကတော့ထိုးရက်တဲ့အဆင်လောက်ထိကိုဖြစ်ရမှာဒါပေမဲ့တော်တော်လေးညင်ကောင်းတယ်လို့ပြောရမှာပေါ့ဗျာ liver ပေးမနေတဲ့အဆင်လောက်ပဲဖြစ်သွားတယ် ဒါနဲ့ပဲဒီလိုပြစ်ချက်တွေကဘာကြောင့်ဖြစ်တာလဲစီမတန့်တာလားစီမတန့်အောင်လဲသူ့အနေနဲ့ပုံမှန်ပေါ့နော်ထဲ့နေကြဆိုင်ကြီးတွေမှာပဲသူသွားထဲ့တယ်ထဲ့နေကြဆိုင်စီတန့်နေဆိုတဲ့ဆိုင်တွေမှာပဲထဲ့တာထဲ့ပြီမဲ့လဲဒီလိုပုံစံမျိုးအလားတူပြစ်ချက်တွေကိုဖြစ်နေတာဆိုတော့ဒါကတော်တော်လေးတော့တန်စရာဖြစ်စရာကောင်းလာပြီဒါနဲ့ပဲအဲ့ဒီကားနဲ့ပတ်သက်ပြီးတော့တေချာအသေးစိတ်ပေါ့ဗျာသူ့ရဲ့ပြစ်ချက်ကိုလိုက်ပြီးတော့ရှာကြည့်တယ်ရှာကြည့်တဲ့အခါမှာဘာသွားတွေ့ရလဲဆိုတော့တိုင်ကီမှာသွားပြီးတော့ပြစ်ချက်သွားတွေ့တယ် တိုင်ကြီးရဲ့အတွင်းထဲမှာတန်ကြီးတွေလိုက်နေတာအဲ့ဒီတန်ကြီးတွေကတန်ကြီးတွေများပြီးတော့နောက်ဆက်တွဲအဲ့ဒီတန်ကြီးတွေကကျွတ်ထွက်လာတယ်တန်ကြီးတွေကြွတ်တက်လာတယ်အဲ့ဒီတန်ကြီးတွေကဒီစီပန့်နေဖစ်တာတွေမှာသွားပြီးတော့ပိတ်တာပိတ်ပြီးတော့နောက်ဆက်တွဲနေတဲ့ဒီလိုပြဿနာမျိုးတွေကြုံရတာဒါကလည်းပြောမယ်ဆိုရင်ဖြစ်တောင်ဖြစ်ခဲကြုံတွေ့ရတဲ့ဖြစ်ချက်တွေမှာပါဝင်ပါတယ်စီတိုင်ကြီးကတန်ကြီးလိုက်တယ်ဆိုတဲ့ပြဿနာတွေကကြုံရပေမဲ့လည်းတော်တော်လေးကိုရှားပါတဲ့ဖြစ်ချက်တွေမှာပါဝင်နေပေါ့ဗျာဒါနဲ့ပဲကပိုင်ရှင်အနေနဲ့ အဲဒီတိုင်ဂီကိုလဲဖို့အတွက် စီစဉ်တယ်ပေါ့အဲ့တော့တိုင်ဂီကိုမှာပြီးတော့မှတိုင်ဂီအစ်စ်လဲတယ်တိုင်ဂီလဲပြီးတော့အဲဒီဘိုင်းကိုဒီတေချာပေါ့ပန့်နေရောဖစ်တာတွေရောတေချာတန်ရှင်းလို့ပြန်ပြီးတော့တက်စင်တဲ့အခါမှာဒီပြဿနာကတော့အဆင်ပြေသွားပါတယ်အဲ့တော့တစ်ခါတလေမှာဆိုရင်ပြင်ပကလာတဲ့ပြဿနာတွေမဟုတ်ဖမ်းနဲ့ဒီလိုမျိုးအဲပေါ့နော်ဒီတိုင်ဂီထဲမှာရှိနေတဲ့ဂျီးတွေပိတ်ပြီးတော့ နောက်ဆက်တွဲအနေနဲ့ကြုံတွေ့ရတဲ့ပြဿနာတွေကလည်းရှိပါတယ်။တန်ကြီးတွေတက်မယ်။အဲ့ဒီတန်ကြီးတွေကကြွားတက်လာမယ်။အဲ့ဒီကနေပြီးတော့မှနောက်ဆက်တွဲအနေနဲ့အဲကျွန်တော်ဒီတန်ကြီးတက်တဲ့ပြဿနာတွေကနေနောက်ဆက်တွဲအနေနဲ့ပန့်နေဖစ်တာတွေပိတ်တယ်။အဲ့လိုမျိုးပြဿနာမျိုးတွေလည်းကြုံတွေ့နေနိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့ C filter တွေကြီးပိတ်တဲ့ပြဿနာတွေစီပန့်နေအဲကြီးပိတ်ပြီးတော့မှစီပန့်နေကောင်းကောင်းလုံးမလုံးတဲ့နောက်ဆက်တွဲဖြစ်စေနိုင်တဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုဖိုင်မှာတခါတည်းဆွေးနွေးကြည့်ကြရအောင်။အဲ့တော့ကျွန်တော်တို့ တိုင်ကီထဲမှာရှိနေတဲ့ဆီဖစ်တာတွေကြီးပိတ်တာကအများသောအားဖြင့်စီရီသွေးနှိမ့်တာကြောင့်လည်းဖြစ်တတ်တယ်။ခါလီမာဆိုရင်ပြအစင်ပြည့်တဲ့နေရာကနေထည့်ရတာမျိုး နောက်စီကအဲဥမာပေါ့နော်ဖင်ကက်တိကျွန်တော်တို့ကသုံးရင်းနဲ့စီဆိုင်မာကလည်းအဲကျွန်တော်တို့ဒီစီကိုပရက်ရှာနဲ့တွန်းထည့်တဲ့အခါမှာအဲဒီသူ့ရဲ့အဲပေါ့နော်ဒီစီထဲမှာအမုံတွေပါသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဗျာ။ဒါတော့ဟိုသူ့ရဲ့သူလောင်မှုနဲ့လည်းဆိုင်ရင်ဆိုင်ပဲ။အဲ့ဒီမှာတိုင်ကီထဲမှာ ဖစ်တာမှာသွားပြီးတော့ပိတ်တယ်တိုင်ကြီးထဲမှာဆိုရင်ဖစ်တာနှမျိုးရှိမယ်ပေါ့တချို့ကားတော့အပြင်မှာဖစ်တာတစ်လုံးထားတယ်တိုင်ကြီးထဲမှာပန့်ရဲ့ဖစ်တာထားတယ်ဘယ်လိုပဲဖြစ်တိုင်ကြီးထဲမှာဖြူရဲ့ပန့်ရဲ့ EFI ပန့်ရဲ့ဖစ်တာရှိမယ်အဲ့ဒီဖစ်တာကလည်းအရေးကြီးတယ်ဒီပန့်စီကိုစီမရောက်ခင်မှာအဲ့ဒီဖစ်တာလေးကအာပြောမယ်ဆိုလို့ရှိရင်စီကိုတန့်စင်ပေးထားတယ်အဲ့ဒီကနေပြီးတော့ပန်ပန်ကနေပြီးတော့မှစီကိုပရက်ရှာနဲ့တွန်းတင်လိုက်မယ်တွန်းတင်လိုက်လို့ရှိရင်စီလိုင်းကိုအဲပရက်ရှာနဲ့ယောက်သွားမယ်ဖီးယားနဲ့ယောက်သွားမယ်အဲ့လိုယောက်သွားပြီးတော့စီလိုင်းမှာလည်းဒီ စီဖစ်တာနဲ့ပေါ့နော်စီထဲမှာပါတဲ့အမှုန်နေတွေကိုတန်းဆင်မယ်အဲ့ဒီကနေတန်းဆင်နေတဲ့စီတွေကအင်ဂျင်တာစီကိုရောက်မယ်ဒီလိုပုံစံမျိုးအဲဒါသူ့ရဲ့စီလိုင်းရဲ့ပုံစံလေးကလှုပ်ထားပြီးမယ်လေဒီခါလေးမှာအဲ့လိုပုံစံမျိုးဒီကြီးတွေအနေတွေအမှုန်တွေကနေပြီးတော့မှဖစ်တာတွေပိတ်မယ်စီလိုင်းတွေပိတ်မယ်စီပန့်တွေဒုက္ခပြီးမယ်အဲ့ဒီကနေအင်ဂျင်တာတွေကိုပါဒုက္ခပြီးတတ်ပါတယ်နော်ဒါကြောင့်မဲကျွန်တော်တို့အနေနဲ့စီနဲ့ပတ်သက်ပြီးတော့တေချာလေး use site စီခြင်းပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့က အင်ဂျင်ကျူးနည်းနဲ့ပတ်သက်တဲ့အပိုင်းပေါ့ဗျာအင်ဂျင်ကျူးနည်းနဲ့ပတ်သက်တဲ့အပိုင်းကိုကီလို9000လောက်မှာတစ်ချိန်လုပ်စီခြင်းပါလေအင်ဂျင်ကျူးနည်းလုပ်တယ်ဆိုတဲ့သဘောကအင်ဂျင်ရဲ့တက်တန်းကိုရှေ့အောင်ဆွဲဆန့်တဲ့သဘောမျိုးထဲမှာလည်းပါဝင်ပါတယ်အင်ဂျင်ကျူးနည်းလုပ်တဲ့အခါမှာတိုင်ကြီးထဲမှာရှိနေတဲ့ပန့်နေဖစ်တာတွေစစ်တာမျိုးတွေလုပ်ရတယ်လီတကားတွေစီးတာမျိုးတွေအီဒီယာဘားတွေစီးတာမျိုးတွေပလက်တွေပလက်ကွိုင်းတွေအဲအကုန်လုံးစစ်တာမျိုးတွေပေါ့နော်ဒါတွေပါလုပ်ရတယ်အဲ့လိုမျိုးဆိုတော့ အင်ဂျင်ကျူးနည်းလှုပ်ခြင်းအားဖြင့်အဲ့ဒီဘိုင်းတွေကိုစစ်ဆေးတဲ့အတွက်လိုအပ်ရင်လဲမယ်မလိုအပ်ရင်ဆေးလို့ရတဲ့အဘိုင်းတွေဆိုလို့ရှိရင်ဈေးကြမယ်ဒီလိုပုံစံမျိုးဆိုရင်အင်ဂျင်ရဲ့တက်တန်လဲပို့ပြီးတော့ခြေကြစီမှာဖြစ်တဲ့ဒီလိုပုံစံမျိုးလီဘာနင်းမြတဲ့ပြစ်ချက်မျိုးတွေကလည်းအဲနည်းနည်းကင်းဝေးသွားမှာပေါ့ဗျာနော်အဲ့တော့ချက်မီလင်းစေနိုင်တဲ့ပြစ်ချက်တွေရှိသလိုချက်မီမလင်းမန်းတဲ့လီဘာနင်းမြတဲ့ပြဿနာမျိုးကလည်းဒီလိုပုံစံမျိုးတွေကြောင့်ဖြစ်တတ်ပါတယ်အဲ့တော့ဒီလီဘာနင်းမြတဲ့ပြစ်ချက်တွေထဲမှာ တချို့စံစာတွေရဲ့ပြဿနာတွေလည်းပါဝင်နိုင်တယ်။ဥမာ ပြောမယ်ဆိုရင်ဗျာ MBB စံစာပြစ်ချက်ဖြစ်ရင်လီဘာနင်းများတာမျိုးတွေဖြစ်တတ်ပါတယ်။နောက်ထပ်ပေါ့နော်ဒီပလက်တွေမကောင်းတာပလက်ကွိုင်းတွေမကောင်းတာပန်ဒီဒီတိုင်ကြီးထဲမှာရှိတဲ့ပန့်တွေမကောင်းတာဖစ်တာတွေကြီးပိတ်တာဒါတွေကလည်းလီဘာနင်းမရတဲ့ပြဿနာမျိုးတွေကိုကြုံတွေ့စေတိုင်းပါတယ်။အဲ့တော့လီဘာနင်းမရဘူးဆိုရင်ဖြစ်နိုင်တဲ့ပြဿနာတွေကအများကြီးဖြစ်တဲ့အတွက်တပိုင်းချင်းစီကိုစဉ်းစားရမှာပေါ့ဒီကားကဒီ Chevrolet Captiva က အရင်တော့ကလည်းဒီလိုအလားတူပြည့်ချက်မျိုးဖြစ်ခဲ့ဖြစ်ခဲ့တဲ့အတွက်ကျွန်တော်အနေနဲ့ဒါကတခါတည်းတန်းပြီးတော့အဖြေကအနည်းချက်ဆုံးတန်းသိရလို့ပြောရမှာပါဗျာမဟုတ်ရင်တော့နည်းနည်းအဖြေရှားတော့နည်းနည်းတော့ခက်မယ်ဒီပါဘာကြောင့်နင်းမရတာလဲချက်မိကဘာဖြစ်လို့မလင်းတာလဲဘာကြောင့်ဖြစ်တာလဲဆိုတဲ့အဖြေတွေကိုရှားခက်မယ်ဒါပေမဲ့ဒီကားမှာကတော့အရင်တစ်ခေါက်ကလည်းကြုံတွေ့ခဲ့တယ်အရင်တစ်ခေါက်ကလည်းကြီးတွေအနေတွေအမုံတွေအများကြီးပဲပိတ်ခဲ့တာကြောင့်အပန်နဲ့ဖစ်တာတော့လဲဖို့အတွက်ဆိုပြီးတော့လုံရင်းနဲ့ပစ္စည်းကနည်းနည်းလေးအခက်ခဲရှိတယ်ဒီချက်ပလက်တွေမှာဆိုရင်တော့ပစ္စည်းက အစ်စ်ဒီမှားတာဆိုတော့အခက်ခဲရှိတဲ့အတွက်အဲ့ဒီပန့်နဲ့ဖစ်တာတွေကိုပြန်စီးပြီးတော့သုံးမိထားတာအခုလည်းပြန်စီးပြီးသုံးမိလိုက်ရတာပေါ့ဗျာနော်။ဘာကြောင့်လဲဆိုတော့ဒီပစ္စည်းတွေကဝယ်မယ်ဆိုလို့ရှိရင်အချိန်ကာလနည်းနည်းကြာအောင်မယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ပြောမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့အဲဒီဝယ်ရတဲ့အချိန် ကြာသွားတာဖြစ်တဲ့အတွက်ဒီကလည်းလက်ရှိမှာ သုံးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပန့်တွေဖစ်တာတွေကိုပြန်စီးပြီးတော့ပဲသုံးမိလိုက်တာဖစ်တာလည်းမလဲဘူးပန့်လည်းမလဲဘူးဒါပေမဲ့ စီတိုင်ကြီးကတော့ stock က ready ရှိနေတာဖြစ်တဲ့အတွက်စီတိုင်ကြီးကိုတော့တခါတည်းလဲပေးလိုက်တယ်ပေါ့ဗျာနော်ဒီလိုပုံစံမျိုးတွေကလည်းအဲတခါတလေမှာကြုံတွေ့ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကား engine နဲ့ပတ်သက်ပြီးတော့ view site ဖို့အတွက်ကကျွန်တော်ထပ်ပြီးတော့အမျှဝေရမယ်ဆိုရင် engine tuning ကတော့လုပ်စီကြပါတယ်ကီလို9000မှာတစ်ချိန် engine tuning လုပ်မယ်အဲဒီ C ကိုလည်းရည်သွင်းမြင်တဲ့ C ကိုသုံးမယ် engine wire နေဆိုလို့ရှိရင်လည်း သူ့ရဲ့ဒီအည်သွေးပေါ့ထိုက်သိမ်းတဲ့အည်သွေးပေါ့ဗျာအရန်ကြီးအကောင်ကြီးမဟုတ်တော့မှထိုက်သိမ်းတဲ့အည်သွေးရှိတာကိုသုံးစီခြင်းနဲ့အင်ဂျင်ဝိုင်းကလည်းအင်ဂျင်အတွက်အရန်ကိုရေးပါတယ်အင်ဂျင်ဝိုင်းကြောင့်အဲနောက်ဆက်တွဲပေါ့နော်ကောင်းကျိုးဆိုးကျိုးတွေကအများကြီးဖြစ်စေနိုင်တယ်အင်ဂျင်တစ်လုံးရဲ့အသက်ကအင်ဂျင်ဝိုင်းဖြစ်တယ်ဒါကြောင့်အင်ဂျင်ဝိုင်းကိုလည်းထိုက်သိမ်းတဲ့အည်သွေးရှိတဲ့အင်ဂျင်ဝိုင်းတွေသုံးစီခြင်းနဲ့အင်ဂျင်ကျူးနှင်းဆိုလို့ရှိရင်လည်းပုံမှန်ပြုလုပ်သင့်တယ်ဆိုတာလေးကိုကျွန်တော်ကဒီ view file မှာကြုံတွေ့ရတဲ့ကားနဲ့ပေါ့နော်ဆက်ဆက်ပြီးတော့မှမိတ်ဆွေတို့ကိုမျှဝေတာပါ လီဘာနင်းမရတဲ့ Chevrolet Captiva နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အတွက်ပူပူသားရအောင်ဒီဗီဒီယိုဖိုင်လေးနဲ့မျှဝေလိုက်ခြင်းဖြစ်ပါတယ်။အားပြီးတဲ့မိတ်ဆွေတယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။